အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာအသက်လမ်းကထွက်လာတဲ့ကံလန်းအတက်ကလေးနဲ့နှလုံးလမ်းကြောင်းဟာစနေကျူခုံမှာအဆုံးတက်နေခြင်းစတဲ့လက္ခဏာဘူးတုတလေးများကိုမျှဝေတင်ဆက်ပေးပါမယ်ပုံမှန်ပြထားတဲ့အတိုင်းအသက်လမ်းကထွက်လာတဲ့ကံလန်းအတက်ကလေးပါနေမယ်ဆိုရင်ဒါကကောင်းတဲ့အမှတ်သားတစ်ခုဖြစ်ပါတယ်ဒီကံလန်းအတက်လေးဟာကျူခုံတွေကိုဥတီပြီးတော့အကျိုးကွဲလဲမှုရှိပါတယ်ဒါပေမဲ့အဓိကအချက်ကတော့ကိုယ့်ရဲ့အိုးအိမ်နေရာထိုင်ခင်းတွေဝေဝင်ကန်တွေဝေရကန်တွေကိုပြပီးနေခြင်းပဲဖြစ်ပါတယ် ီကံလန်းတက်လေးကငွေတွေကိုအများကြီးစုဆောင်ပေးနိုင်ပါတယ်။ယန္နနာပန်တိုင်းလို့လည်းခေါ်ဆိုနိုင်ပါတယ်။အသက်လန်းကထွက်လာတဲ့အတက်ကလေးတွေဟာဂျူကုံလေးစီကိုဥတီပြီးထွက်လာရင်တော့ပိုကောင်းပါတယ်။အခုပုံမှန်ပြထားတဲ့ကံလန်းအတက်ကလေးကတော့စနေဂျူခုံကိုဥတီနေတဲ့အတွက်ကြောင့်သူဟာငွေကြေးပိုင်းနဲ့အိုးအိမ်နေရာထိုင်ခင်းတွေကိုပြပေးနေပါတယ်။ငွေကြေးကံနဲ့အိုးအိမ်နေရာထိုင်ခင်းမြေယာပိုင်ဆိုင်မှုတွေမှာကံကောင်းစေပါတယ်ဒီလိုမှသာပါတဲ့သူတွေကတော့အစပိုင်းမှာတော့ရုန်းကန်ရနိုင်ပါတယ် ။ဘာကြောင့်လဲဆိုတော့ကံလန်းအတက်လေးဟာအတက်လန်းကနေစတင်ပြီးထွက်လာခဲ့ခြင်းကြောင့်ပဲဖြစ်ပါတယ်။အခက်အခဲတွေအတားအဆီးတွေနဲ့ကြုံရနိုင်တယ်။ကြိုးစားမှုတွေရှိနိုင်ပါတယ်။စိတ်ပင်ပန်းမှုလူပင်ပန်းမှုတွေလည်းကြုံခဲရနိုင်ပါတယ်။အရင်ဆုံးဓာတ်တွေကိုကြုံခဲ့ပြီးမှပဲသူ့ရဲ့ကောင်းတဲ့အကျိုးတွေကိုခံစားရရှိနိုင်မှာဖြစ်ပါတယ်။ဓာတ်တွေကလည်းလက်ဝါးပြင်ကတခြားအမှတ်သားမျိုးတွေကြောင့်ဖြစ်တည်တာမျိုးလည်းဖြစ်နိုင်ပါတယ်။လက်ဝါးပြင်တစ်ခုလုံးကိုကြည့်ပြီးပြောမယ်ဆိုရင်တော့အကောင်းဆုံးသိနိုင်မှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ကံလမ်းမကြီးကိုကြည့်ရမှာဖြစ်ပါတယ်။ ကံလန်းအကောင်းနေမယ်ဆိုရင်တော့ငွေကြေးအမြောက်အများဟာသူ့ရဲ့အဲ့ဒီအသက်ပိုင်းခြားမှာရရှိနိုင်မှာကိုပြနေပါတယ်။ဒါပေမဲ့ကံလန်းအားနေရင်တော့ရရှိဖို့အကျိုးတွေလည်းနည်းသွားတတ်ပါတယ်။ဒါကြောင့်မိမိရဲ့ကံလန်းမကြီးကိုပဲအသေးချာလေးကြည့်ပါ။အိုးအိမ်နေရာထိုင်ခင်းလည်းဒီလိုပါပဲ။ကံလန်းမကြီးကိုပဲကြည့်ပြီးအသက်ရွယ်ပိုင်းကိုထပ်ပြီးတော့မန်းဆနိုင်ပါတယ်။အဓိကကတော့ဒီအမတ်သားဟာအိုးအိမ်နေရာထိုင်ခင်းနေငွေကြေးကံနေနဲ့ငွေရကံနေဘလောက်များများရရှိနိုင်မလဲစုနိုင်မလဲဆိုတာကိုပြပေးတဲ့အမတ်သားတစ်ခုလည်းဖြစ်ပါတယ်။ ကောင်းတဲ့အမှတ်အသားတစ်ခုပဲဖြစ်ပါတယ်အဓိကကတော့ကံလမ်းမကြီးအားကောင်းရင်အားကောင်းတယ်လို့အကျိုးခံစားရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့နှလုံးလမ်းကြောင်းဟာစနေဂျူခုံကိုကိုယ်ဝိုက်ပြီးရက်တီနေခြင်းမှာဖြစ်ပါတယ်ဒီလိုမျိုးနှလုံးလမ်းကြောင်းဟာစနေဂျူခုံအောက်မှာတည်ရှိနေမယ်ဆိုရင်ဒီလိုလူတွေဟာမိသားစုတွေမှာဦးစီးဦးဆောင်ပြုနေရပါလိမ့်မယ်စီးပွားရေးအပိုင်းအထိကိုဦးဆောင်နေရပါလိမ့်မယ်ဒီလိုလူတွေဟာမေတ္တာစေတနာနဲ့ကြီးမားတတ်ပါတယ်ဒါကြောင့်သူတို့ဟာမိသားစုနဲ့ပတ်သက်ရင်စိတ်ပင်ပန်းမှုလူပင်ပန်းမှုတွေများများတတ်ပါတယ် ဒါပေမဲ့အကောင်ဘက်အနေနဲ့ကြည့်မယ်ဆိုရင်တော့သူတို့ဥဆောင်မယ်ဆိုရင်အစဉ်ပြေဖို့ကပိုများပါတယ်။သူတို့ဟာစီမံခန့်ခွဲမှုအပိုင်းမှာကောင်းမွန်ကြပါတယ်။နားလည်ကြပါတယ်။အစိုးဘက်အနေနဲ့ကြည့်မယ်ဆိုရင်တော့သူတို့ဟာအရာရာကိုနားလည်တဲ့သူဖြစ်တဲ့အတွက်ကြောင့်အချစ်ရည်မေတ္တာရည်နဲ့ပတ်သက်ရင်တော့အားနည်းမှုတွေကြုံရတတ်ပါတယ်။နောက်ထပ်မျှဝေပေးမယ့်လက္ခဏာကတော့ဗုဒ္ဓဟူလက်စွန်းနဲ့စိတ်ဆွမ်းရည်ကြောင်းပဲဖြစ်ပါတယ်။ဒီဘုဒ္ဓဂွင်းရဲ့လိုဝတ်တဲ့စွမ်းရည်တွေကိုမပေါ်ပြဘူးပါဘူးလက္ခဏာကျန်းတော်များများမှလည်းမတွေ့ရတတ်ပါဘူး ပြီးခဲ့တဲ့လပိုင်းအတွင်းမှာပြန်ထုတ်ဝေထားတဲ့ဆရာစန်းစာနီဘိုရဲ့စာအုပ်မှာပဲဒီဗုဒ္ဓလက်ဆိုးရဲ့ကွဲပြားတဲ့အကျိုးတရားကိုအတိတ်ပဲဖော်ပြထားတာတွေ့ရပါတယ်။ကျန်တဲ့ကျန်းတွေမြန်မာကျန်းကန်တွေမှာတိတ်မတွေ့ရပါဘူး။သူစန်းနာတစ်ခုကတော့ဒီလက်ဆိုးဟာပုံစံအပြည့်ပါရမယ်။ပါတဲ့လူတွေဟာသူတို့ရဲ့အုံနောက်ဖွဲ့စည်းမှုမှာပါပင်ကိုတွေးခံစားမှုတွေနဲ့စိတ်ဆူဆိုင်မှုတွေကငွေရပါတည်တည်တသာအားကောင်းနေပြီးတဘာဝပတ်ဝန်းကျင်ကိုခံစားနိုင်စွမ်းအလွန်မြင့်မားကြပါတယ်။ပင်ကိုညာရီလို့ခေါ်တဲ့အင်ဂျူအပြင် နံပိုင်းဆိုင်ရာတွေသိရှိနိုင်စွမ်းဖွံ့ဖြိုးအားကောင်းနေတာပါဒီအချက်တွေကြောင့်သူတို့သာစိတ်လေးကြည်ငံတွေကမ္မထာအားထုတ်မှုတွေပုံမှန်ပြုလုပ်ပေးမယ်ဆို6လမှ9နှစ်အတွင်းအသိဉာဏ်အာရုံတူးတွေအမြင်ကြားတတ်တွေရလာတတ်ပါတယ်ရဖို့လဲတာမန်လူထက်လွယ်ပါတယ်သူတို့ဟာပင်ကိုညာရင်ညာသွေးပါတဲ့အတွက်ကြောင့်အကြမ်းမြင် ရနိုင်တာနဲ့မတူပါဘူးသူတို့ရဲ့ပင်ကိုအုံနောက်ဖွဲ့စည်းမှုအရာကိုတဘာဝလုံးစွမ်းကြီးတွေအမြင်ကြားနက်နဲတဲ့အသိတတ်တွေကိုလက်ခံနိုင်စွမ်းအားကောင်းနေတာပါ လက်တွေ့မှာဒီလက်စွပ်ပါတဲ့သူတွေဟာကိုယ့်ရဲ့စွမ်းရည်ကိုသိရှိနားလည်ခြင်းမရှိဘဲသူတို့ ပင်ကိုထက်မြက်ပါနှက်တဲ့ဉာဏ်ရည်ကိုပဲအသုံးချပြီးဘဝရည်တည်ကြသလိုတချို့တည်းမကောင်းတဲ့သူတွေဆိုအလွန်တော်တဲ့လိန်လေလက်ဖြားဘက်မှာဆရာတစုအဖြစ်အသက်မွေးဝမ်းကြောင်းပြုနေတတ်ပါတယ်မြန်မာပြည်မှာဗုဒ္ဓလက်စွပ်ပါတဲ့သူတွေကအလွန်တော်တဲ့ပညာရှင်တွေသိပ္ပံပညာရှင်တွေဖြစ်ဖို့အခွင့်အရေးလည်းနည်းပါတယ်နာစာကိုမရောက်ဘဲနဲ့ရာဇဝတ်ကောင်ဖြစ်မဲ့သူကခက်များများပါ အဓိကကဘလို့အခြေအနေမှာပဲရှိနေပါစေမိမိရဲ့အလားအလာကိုသိရှိနားလည်ပြီးကိုယ့်ရဲ့ပါရမီကိုယ့်ရဲ့ဇီဝဖြစ်တည်မှုနဲ့လာရောညီထွေစွာနေတဲ့အထက်မှာပါပါတယ်ဒါမှလည်းပြည့်စုံမှုနဲ့အတူစိတ်ချမ်းသာမှုပါရမှာပါဘုဒ္ဓလက်စွပ်ပါတဲ့လူတိုင်းဟာပင်ကိုကိုယ်ရည်ကိုယ်သွေးလွန်စွာထက်မြက်ပြီးဉာဏ်ရည်ဉာဏ်သွေးအလွန်ကောင်းကြပါတယ် ဒီရည်သွေးတွေကိုပုံမထက်မြောက်အောင်လေးလာလေ့ကျင့်ပြီးမြင့်မာတဲ့သမာအာဇီဝကြတဲ့စီးပွားရေးဘဝတိုးတက်ရေးဘောင်တွင်းမှာပဲကုဘွားကိုရှင်သန်ကြိုးစားပေးခြင်းနဲ့လူအများကိုဥဆောင်ရတဲ့နေရာတွေကိုရရှိနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် လူကုံပညာကုံနဲ့လည်းကောင်းတဲ့သတင်းနဲ့ကြော်ကြားထင်ရှားလာမှာပဲဖြစ်ပါတယ်။ဒီအမတ်သားဟာဘလို့ကောင်းကျိုးတွေပေးနိုင်ပါသလဲ ီအမတ်သားဟာလက္ခဏာရှင်အတွက်ကိုယ့်ရဲ့လုပ်ငန်းတွေအလုပ်ကင်တွေကနေငွေအမြောက်အများရရှိတတ်ပါတယ်။ငွေစုလိုက်အပုံလိုက်ဝင်တတ်ပါတယ်။ကိုယ့်ရဲ့လှုပ်ဆောင်မှုတွေကိုယ့်ရဲ့စူးစမ်းအားထုတ်မှုတွေကနေငွေကြေးစုလိုက်အပုံလိုက်ရရှိမယ်။ငွေကြေးကန်နဲ့ပတ်သက်ပြီးကန်ကောင်းမယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်ရင်လည်းကိုယ်ပိုင်လုပ်ငန်းကနေရရှိမယ်။အဓိကကတော့ဒီအမတ်သားဟာကိုယ်ပိုင်စီးပွားရေးသမားအများစုမှာတွေ့ရတတ်ပါတယ်။ဒီမှာတပါရှိနေမယ်ဆိုရင်အဲ့ဒီအသက်အရွယ်မှာကံလန်းကလည်းအားကောင်းနေမယ်ဆိုရင်သူ့ရဲ့အကျိုးကျေးဇူးကိုခံစားရတတ်ပါတယ် ကံလန်းအားကောင်းရင်အကျိုးပိုရပါလိမ့်မယ်။ဒီတွီးကံကကြီးလေလေရရှိမဲ့အကျိုးကများလေလေဖြစ်ပါတယ်။ငွေအလုံးရင်းဝင်တတ်ပါတယ်။ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူဆိုရင်အကျိုးပိုပြီးရနိုင်ပါလိမ့်မယ်။တွီးကံဆိုတာကတကယ်တွီးကံအစစ်ဖြစ်မှပဲသူ့အကျိုးကိုရရှိနိုင်မှာဖြစ်ပါတယ်။ဟိုမြင်းကဖြတ်ပြီးဒီမြင်းကဖြတ်နဲ့တွီးကံဖြစ်တာကတော့အကျိုးရရှိမှာမဟုတ်ပါဘူး။ပုံမှန်ပြထားသလိုပါရှိမှပဲသူ့ရဲ့အကျိုးကိုရရှိနိုင်ပါလိမ့်မယ်။ဒီတွီးကံကငွေကြေးကံအတွက်အလွန်အထောက်အကူပေးတဲ့တွီးကံတစ်ခုလည်းဖြစ်ပါတယ်။ နောက်တစ်ခုကတော့နိုင်ငံရဲ့ခြေကိုရောက်ရှိနိုင်တဲ့မြင်းကိုယ်လမ်းပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လောက်ဝါးပြင်ကိုကြည့်ပါ။အသက်လမ်းကြောင်းရဲ့အောက်ခြေမှာမြင်းနှချောင်းလုံးဟာကိုယ်ပြီးတောက်ကြကြူကုန်ဘက်ကိုဝင်နေတာကိုတွေ့ရပါတယ်။ဒီအမတ်သားဟာသူဟာသူ့ရဲ့မွေးရမြင်းနဲ့ဝေးကွာတဲ့အရက်မှာရောက်ရှိမယ်ဆိုတာကိုပြသနေပါတယ်။မွေးရမြင်းကနေဝေးတဲ့အရက်ကိုရောက်ရှိပါလိမ့်မယ်။အကယ်၍မရောက်သေးဘူးဆိုရင်လည်းသွားရပါလိမ့်မယ်။ဒီလိုလမ်းကြောင်းတွေပါလာတဲ့သူတွေဟာအများအားဖြင့်ရက်ဝေးနိုင်ငံရက်ချားတွေနဲ့ကံပါကြပါတယ် နိုင်ငံရဲ့ခြားနဲ့ဝေးကွာတဲ့အရက်ဒီမှာစီးပွားရှာရတက်ပါတယ်လူမျိုးကြားဘာသာကြားအကျိုးပြုအဆက်ပါတယ်လူမျိုးကြားတွေနဲ့လည်းအလောက်အတူတူလောက်ကန်ရပါလိမ့်မယ်သူရဲ့အခြေအနေဟာနိုင်ငံရဲ့ခြားမှာပဲကန်ကောင်းနေတာကိုပြသနေပါတယ်ဒါကြောင့်မိမိတို့ရဲ့လက်မှာဒီလိုအမှတ်အသားပါလာခဲ့မယ်ဆိုရင်နိုင်ငံရဲ့ခြားသို့မဟုတ်ရက်ဝေးတနေရာမှာပဲစီးပွားရှာပါကန်ကောင်းလာပါလိမ့်မယ်အချစ်ရေးအိမ်ထောင်ရေးဆိုတဲ့နယ်ပယ်ကအလွန်ကျယ်ပြန့်ပါတယ် လူသားတို့ရဲ့ဝမ်းနဲ့ဝမ်းသာမှုရီမောင်းကိုကြွေးမှုတွေဟာအဲ့ဒီအချစ်ရဲ့အိမ်တော်ရေးကြောင့်အများဆုံးကြုံကြရပါတယ်ဒီကနေ့မှာတော့အချစ်ရဲ့အိမ်တော်ရေးနဲ့ပတ်သက်တဲ့အမှတ်အသား6မျိုးကိုမျှဝေပေးပါမယ်နံပါတ်1လက္ခဏာကတော့ရှည်လျားတဲ့နှလုံးလန်းချောင်းကလက်ညှိုးအောင်နေရာကစပါတယ်ဒါကတော့မေတ္တာတရားအလွန်ကြီးမားလုံးသူဖြစ်ပါတယ်အချစ်ကိုကိုးကွယ်တဲ့သူအချစ်နဲ့အသက်ရှင်တဲ့သူဖြစ်ပါတယ်သူကချစ်မိပြီဆိုရင်လည်းမျက်ကန်တယောက်လိုမျိုးဖြစ်သွားတတ်ပါတယ် အချစ်ကြီးလွန်းသူပြပြီးအတကြီးပြီးအမျက်လည်းကြီးတက်ပါတယ်။တခြားသောကန်စာတာလက္ခဏာတွေညံ့ပြီးသူတို့ရဲ့အိမ်တော်ဘက်ကပါ သစ္စာမဲ့သွားမယ်ဆိုရင်တော့အဲ့ဒီလူမျိုးကဘဝပါပြတ်သွားတတ်ပါတယ်။နံပါတ်2လက္ခဏာကတော့လက်ညိုးနဲ့လက်ကလေးကြားကနေပြီးစတဲ့နှလုံးလမ်းကြောင်းဖြစ်ပါတယ်။သူကတော့ချစ်တက်ပါတယ်။သူ့ရဲ့အချစ်မှာစီကံလည်းရှိပါတယ်။သစ္စာရှိပြီးမြတ်တစွာလည်းချစ်တက်ပါတယ်။နှလုံးသားရေးနဲ့အသိဉာဏ်အသုံးပြုစရာတွေကိုခွဲခြားပြီးသိပါတယ်။ ချစ်ချင်းရဲ့နောက်ကတာဝန်ယူမှုတာဝန်ခံမှုတွေကိုလည်းသိပါတယ်ဒီလိုလမ်းကြောင်းမျိုးရှိတဲ့သူနဲ့အိမ်တော်ပြုရမယ်ဆိုရင်တော့အထူးပဲကံကောင်းကြပါလိမ့်မယ်ဒါပေမဲ့နှလုံးလမ်းကအောက်ဘက်ကိုလမ်းကြောင်းမြင်ကလေးတွေဖြာပြီးဆင်းနေမယ်ဆိုရင်တော့စမ်းပွင့်လုံးပြီးခြေရှုပ်သူလို့ထင်ခံရတတ်ပါတယ်နံပါတ်3ကတော့နှလုံးလမ်းကြောင်းကလက်ခလဲအောက်ကစနေခြင်းပဲဖြစ်ပါတယ်သူကတော့တကူကောင်းစံပြီးအချစ်ကိုအလေးနဲ့မထားတတ်ပါဘူးဒီလိုလူမျိုးတွေကအချစ်ကိုစိန်ခံစရာအဖြစ်ပဲမှတ်ယူတတ်ပါတယ တဏှာယာကကိုပဲရှေ့တန်းတင်တတ်တဲ့အတွက်ကြောင့်သူတစ်ပါးတွေရဲ့ကာမပိုင်လင်ကာမပိုင်မယားများကိုတောင်ပြစ်မစော်ကားမိတတ်ကြပြီးအချစ်ကိုငွေနဲ့ရောင်းစားတတ်ကြပါလေဒီလိုလမ်းကြောင်းမျိုးရှိတဲ့သူတွေကိုတော့အဲဒီတောင်ဖက်မရွေးချယ်တင်ပါဘူးဒါပေမဲ့ညာလမ်းကြောင်းကောင်းတဲ့သူတွေဖြစ်နေမယ်ဆိုရင်တော့စန္ဒကိုတိတ်ခါနဲ့ထိန်းတဲ့အတွက်ကြောင့်ထင်သလောက်တော့မစိုးတတ်ပါဘူးနံပါတ်၄လမ်းကြောင်းကတော့နှလုံးလမ်းကြောင်းမှာကျုံးခံနေခြင်းပဲဖြစ်ပါတယ်ယဝစပါးစည်းတွေလိုရှည်မျောမျောကျုံးခွက်တွေကိုဆိုလိုပါတယ် သူကတော့ချစ်သူအိမ်တော်ဖတ်အတွက်ခံစားကြေကွဲဝမ်းနေရတက်ပါတယ်ဒီအမတ်သားတစ်ခုလောက်ဆိုရင်လည်းအရန်ကိုခံစားရတက်ပြီးနှစ်ခုသုံးခုလောက်အထိရှိနေမှာဆိုရင်အချစ်နဲ့ဝေးတဲ့လူဝတ်ကြောင်ကိုစွန့်ပြီးသာသနာပေါင်ကိုအပြီးပိုင်ထွက်ခွာသွားသင့်ပါတယ်နံပါတ်9ကတော့နှလုံးလန်းချောင်းပြတ်တောက်နေခြင်းပဲဖြစ်ပါတယ်ချစ်သူအိမ်တော်ဘက်နဲ့တေကွဲရှင်ကွဲပြရတက်ပါတယ်မုတ်ဆိုးဖို့မုတ်ဆိုးမနဲ့တစ်ခုလက်အများပြားဟာဒီလိုအမတ်သားပါရှိတဲ့သူတွေဖြစ်နေတတ်ကြပါတယ်ပြတ်တောက်သွားတဲ့နေရာပုံမူတည်ပြီး ကွဲမဲ့ပုံကြီးလဲအမျိုးမျိုးကွဲလဲတက်ပါသေးတယ်။နောက်ဆုံးနံပါတ်6ကတော့နှလုံးလမ်းကြောင်းအစကနှခွသို့မဟုတ်၃ခွနဲ့စပါတယ်။သူကတော့ချစ်ခင်တက်တယ်။ပေါ်ယူစွာနဲ့နေထိုင်တက်တယ်။လူချင်းလူခင်များပြီးစားလဲပွင့်တက်ပါတယ်။သူ့အကျိုးကိုအကျိုးကိုမြတ်တစွာနဲ့တွေးခေါ်တက်ပါတယ်။အချစ်ရဲ့အိမ်တော်ကြီးမှလည်းကိုယ်တိုင်ရောလက်တွဲပေါ်ရောနှစ်ယောက်စလုံးအဖက်ဖက်ကနေပြေးစုံကောင်းမွန်စေပါတယ်။အောက်ဖက်ကိုထိုးဆိုင်ဆင်းသွားတဲ့လမ်းခွဲတစ်ခုက ညံလန်းနဲ့အသက်လန်းကိုဖြတ်ကျော်ပြီးအင်္ဂါဂျိုခုံအထီးကိုရောက်နေမယ်ဆိုရင်တော့ချစ်သူအိမ်တော်ဖက်တွေနဲ့အဆိုးရွားဆုံးခွဲခွာရတတ်ပါလေလက္ခဏာကြီးတဲ့နေရာမှာကြားဖြစ်စေမဖြစ်စေဘယ်လက်ထက်ညာလက်ကပိုရေးကြီးပါတယ်နှလုံးလန်းကြောင်းနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်ကုံနိုင်မှာမဟုတ်ပါဘူးနောက်အရင်သိရင်ထပ်တင်ပေးပါဦးမယ်အားလုံးရှင်လန်းချမ်းမြေ့နိုင်ကြပါစေခင်ဗျာ